အော်အလုံးမဲ့မင်္ဂလာခင်ဗျာအော်ဒီနေ့ကတော့ကျွန်တော်တို့ဟိုဒီ command လေးပေါ့နော်အရင်ပြုတ်သွားတယ်ငါတဲ့ဆိုတော့ဒီနေ့တော်တော်များများကြတော့အဲကျွန်တော် Telegram channel မှာအကိုးတဲ့အော် TikTok chat box မှာကိုယ်ရဲ့ Binance account မှာဖြတ်ပလိုက်ပြီးရဲ့အဲဘာဘာများဖြစ်လို့လဲပေါ့နော်ဟိုဘာဘာဖြစ်လို့ trade time ရှုံးနေလို့ရဲ့အဲစိတ်တူပြီးတော့စိတ်ညစ်ပြီးတော့ Binance account မှာချက်ဖြတ်ပလိုက်ပြီးရဲ့အဲရောက်တယောက်ကတမျိုးအခုဒီတယောက်ကကြာတော့ရင်းပြုတ်သွားတဲ့ငါပေါ့ အဲ့တော့ကျွန်တော်ကပြောချင်တာကကျွန်တော်ဒီကျွန်တော်တို့ Binance မှာ trading ပြုလုပ်တော့မယ်ဆိုလို့ရှိရင် Binance မှာမမဟုတ်ဘူးပေါ့နော်။အော်ကျွန်တော်တို့ crypto trading ပဲဖြစ် forex trading ပဲဖြစ်ဖြစ် trading တခု trading လုပ်တော့မယ်ဆိုလို့ရှိရင်အရင်ဥဆုံးဒီ comment တွေဒီဟာတွေကကျွန်တော်ဘာကနေစလဲဆိုတော့ကျွန်တော် beginner beginner တွေတော်တော်များများကအာအဲ့လိုအတွေ့အကြုံမျိုးတွေတော်တော်များများရတယ်ဗျ။ဘာလို့လဲဆိုတော့သူတို့ကအာဒီ market ပေါ်တက်လာတာနဲ့ဘယ်မှာပွဲရမလဲဘယ်မှာ အာရောင်းရမလဲဆိုပြီးတော့ trade ဖို့ပဲချောင်းနေရပြပြီးတော့ trading ကကြတော့ကျွန်တော်တို့ကဟို gambling လို့မဟုတ်လောင်းကစားလို့မဟုတ်ဘူးပြကျွန်တော်တို့ကခံဟိုပုံချပြီးတော့ကျွန်တော်တို့ trade လိုက်လို့မရဘူးဟာဒီနေရာကဈေးကျမယ်ထင်တယ်ဆိုပြီးတော့ကျွန်တော် trade လိုက်လို့မရဘူးဒီနေရာမှာဈေးတက်တယ်ထင်တယ်ဆိုပြီးတော့ကျွန်တော်တို့က trade လို့မရဘူးပြသူ့မှာ technical analysis တွေရှိတယ်ဟုတ်ပြီနော်အဲ့တော့ technical တမားက technical တမားပေါ့ရာ fundamental တမားက fundamental တမားပေါ့ဒါကတော့ထားလိုက်ပါဟုတ်ပြီနော်အဲ့ဒီလိုကျွန်တော်တို့သူ့ရဲ့ analysis ပုံစံတွေရှိတယ်ဗျပြီးတော့ဟောကျွန်တော်တို့ဒီ crypto industry ကိုဝင်လာပြီးမှအခုမှဝင်လာပြီးတော့ဘယ် coin ကိုဝယ်ရမလဲဘယ် coin ကိုရောင်းရမလဲဆိုတာနောက်တစ်ခုကကြတော့ကျွန်တော်တို့ဟောတန်းပြီးတော့ deposit ဟိုလုပ်ပြီးတော့ကျွန်တော်တို့ Binance ထဲမှာပတ်စံထည့်ထည့်ပြီးတော့မှကျွန်တော်တို့တခါတည်းတန်း trader ပေါ့နော်အော် spot trading လို့ခေါ်မျိုးတန်း trader ဟာကျွန်တော်တို့ကမလုတ်တင်တဲ့ beginner အတွက်မလုတ်တင်တဲ့အမှောင်ပေါ့နော်ကျွန်တော်တို့ကအာဒီ industry မှာကျတော့ ော်ဆိုလမ်း before you am ပါနော်အဲ့တော့ကိုဝင်ဝင်မရခင်မှာမပါလို့အောင်လို့ဆိုကျွန်တော်ကလေ့လာဒီ comment တွေကကျွန်တော်တို့အရင်တော့အရင်ကတည်းကကျွန်တော်တို့ကိုယ်တိုင်ကြုံခဲ့ရတဲ့ဖြစ်စဉ်တွေပေါ့နော်ကျွန်တော်တို့စပြီးတော့လုပ်တယ်စပြီးတော့စပြီးတော့ဒီလောကတွေကိုစဝင်လာဝင်လာပြီးတော့ကျွန်တော်တို့ trade တွေရှုံးတယ် trade တွေရှုံးတယ် trade တွေရှုံးတယ်နောက်ဆုံးအကောင့်ပြတ်သွားတယ်အကောင့်အာအကောင့်အကောင့်ပြတ်သွားဆိုဘိုင်းထဲမှာဆိုရင်တော့အကောင့်မပြတ်ဘူးပေါ့ဗျာပတ်စံကုန်သွားတယ်ပေါ့ဗျာအာပတ်စံကုန်သွားတော့လှမ်းကြည့်တော့ အဲ့လည်းမကြည့်တော့ဘာလို့ဆိုဘာဘာ emotion ဝင်သွားလဲဆိုတော့ဒီနယ်ပယ်ကို gambling လို့ထင်သွားလောင်းကစားလို့ထင်သွားတယ်နောက်တစ်ခုကကြတော့ဟိုပတ်စံပတ်စံ trade တိုင်း show ပတ်စံလည်းမရဘူးဆိုပြီးတော့တော်တော်များများထင်ပြီးတော့ကျွန်တော်တို့ဒီ log ကနေပြီးတော့စွန့်ခွာကြတယ်ပေါ့ဗျာအဲ့တော့အော်ကျွန်တော်ဆရာပြောဦးရဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီ crypto နယ်ပယ်မှာ100%မှာ95%ပါစံလောက်က show မိတော့ဒီ log ကနေ transfer သွားတယ်5%လောက်ပဲကျန်နေတယ် ကျွန်တော်တို့ကကြတော့ကျွန်တော်တို့ရဲ့ယူရဲ့ကြ i5 personal မှာကျွန်တော်တို့ကြံအောင်လို့ကျွန်တော်တို့ကစူးစမ်းရမှာပေါ့နော်။အော်အဲ့ဒီဟာလေးတော့ကျွန်တော်တို့လက်ခံထားဖို့လိုတယ်။ပြီးတော့ကျွန်တော်တို့ကံအောင်ပုံမျိုးရုံချလို့မရဘူး။နောက်တစ်ခုကကြတော့အရေးကြီးဆုံးကဘာလဲဆိုတော့ဒီ crypto industry မှာပဲဖြစ်ဖြစ် forest industry မှာပဲဖြစ်ဖြစ် trading ပဲပေါ့နော်။အတူတူပဲပေါ့နော်။ forest မှာပဲ trade trade အဲ crypto မှာ currency မှာပဲ trade 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 ပေါ့နော်။အော်ဘယ်ဘယ်မှာပဲ trade trade ပါ။အဲတို့ကျွန်တော်တို့က trading ကရေတူစီမံကိန်းမဟုတ်ပါဘူး။ရေတူ ရေတူ business မဟုတ်ပါဘူးရေရှည် business ပါအာကျွန်တော်တို့ knowledge တွေကိုတခါတည်းနှစ်နှစ်နှစ်ရှည်ပေါ့နော်နှစ်ရှည်ကျွန်တော်တို့က knowledge တွေကိုဟိုကျွန်တော်တို့လေ့လာရမယ်လေ့လာပြီးတော့မှဒါကျွန်တော်တို့ရလာတဲ့ knowledge တွေမှာအာလေ့လာပြီးတော့ဘာလုပ်အောင်မလဲဆိုတော့ကျွန်တော်တို့ကျွန်တော်တို့ trading beginner တက်တန်းတစ်ဝက်ကဘာလုပ်ရလဲဆိုတော့ကျွန်တော်တို့အရင်ဆုံးအော် technical တွေလေ့လာရတယ်လေ့လာပြီးတော့ဘာလုပ်ရသေးလဲဆိုနောက်ထပ်အရေးကြီးဆုံး bad testing လုပ်ရတယ်ဗျာ bad testing ဆိုတာဘာကိုဆိုလိုတာလဲကျွန်တော် market မှာကျွန်တော်ဟိုတနေ့ကတင်ပေးထားတဲ့ hammer တွေ shooting star တွေ previous market ပြီးသွားတဲ့ market မှာကျွန်တော်တို့ကပြန်ရှာရတယ်ဗျရှာပြီးတော့အဲ့အဲ့ဟာလေးကိုလိုက်ရှာကြည့်ရတယ်ဗျရှာကြည့်ပြီး horizontal support resistance line တွေထပ်ဆွဲရတယ် back testing လုပ်ရတယ်အဲ့အဲ့ဒီ hammer လေးတွေကဘယ်နေရာမှာပေါ်လဲဆိုတော့ကျွန်တော်ပြောပြထားတဲ့အတိုင်းအဲ့လိုနေရာမျိုးတွေမှာ hammer လေးလိုက်ရှာရတယ်ဒီ hammer ပေါ်သွားတဲ့အခါမှာ market ကဘယ်လိုရွေ့သွားလဲဆိုတော့အဲ့လိုမျိုးကျွန်တော် back testing ဆိုတာရှိတယ်ဗျကျွန်တော်တို့ဒီ trading မှာလေအဲ့ back testing ကာလဝင်မှာဒီ beginner တွေကအာမဖြတ်တမ်းမင်းနဲ့တခါလဲ10 trade တော့လာဗျ10 trade တဲ့အတွက်ကြောင့်သူတို့ကဘာဖြစ်သွားလဲဆိုတော့ တော်တော်များများရှုံးရတယ်ဗျအဲ့တော့ belt testing color ဆိုတာရှိသေးတယ်ဗျကျွန်တော်တို့ကျွန်တော်တို့ဟို training တက်တော့ပါဘောเนาะအော် training တက်တော့ကကျွန်တော်တို့ဥမာသင်တန်းတက်တယ်သင်တန်းတက်ပြီးလို့ရှင်အဲကျွန်တော်6လလောက်အော်6လတစ်နှစ်လောက် theory နဲ့ကျွန်တော်တို့ကလေ့လာရတယ်ဗောနော်လေ့လာရတယ် learning လုပ်ရတယ် learning လုပ်ပြီးအဲ့ပြီးတော့ဘာလို့ရဆို belt testing မှာထပ်လုပ်ရတယ် belt testing လုပ်ပြီးတော့မှဒါကျွန်တော် belt testing လုပ်ပြီးဘာလို့ရလဲဆိုတော့ကျွန်တော် sand trick ကတယ် demo နဲ့ကျွန်တော်တို့က sam trade ကရယ် sam trade ပြီးတော့မှတကယ် real ပတ်စံထည့်ပြီးတော့မှကျွန်တော်တို့က trading ကိုပြုလုပ်ရတာဗျအဲ့တော့ real ပတ်စံထည့်ရဲဆိုလို့ရှိရင်တော့မှကျွန်တော်တို့ကဘာလဲဆိုတော့ကျွန်တော်တို့က free money လို့ခေါ်တာပေါ့နော်ကျွန်တော်ဟိုတနေ့ရလို့ပြောသလိုကျွန်တော်အဲ့ထက်မှာပတ်စံ1000ရှင်းကျွန်တော်တရားလှူခြင်းနဲ့အဲ့တရားကိုကျွန်တော်လမ်းမှာတွေ့တဲ့တရားကိုလှူလိုက်တယ်ဆိုရှင်အဲ့ပတ်စံအတွက်ဘာမှ worry မများပဲ emotion မဝင်ဘူးလှူလိုက်တယ်ဆိုပြီးသွားပြီဘာခံစားမှုမှလည်းမရှိမဲ့ပတ်စံအမောင်မျိုးနဲ့ကျွန်တော်ကစပြီးတော့ဝင်ရတယ်ဗျ အာကျွန်တော်တို့အာခုမှမနေ့တနေ့ကပါကျွန်တော်တို့ crypto industry တွေကိုစဝင်လာပြီးအာပတ်စံအာပတ်စံတွေဒေါ်လာတွေ USD တွေဝယ်ပြီးတော့မှကျွန်တော်တို့ကစ trade လို့ show ပါလေဗျအဲ့ဒါကြတော့ကျွန်တော်ကထဲမလောက်ဖြစ်ပါပဲအာအဲ့အဲ့လိုမျိုးလေးတွေလည်းကျွန်တော်တို့မှရှိသေးတယ်ဗောနော်ရှိသေးရဆိုတော့အဲ့တော့ကျွန်တော်တို့ beginner တွေကြုံရမဲ့အဲဟာကြတော့အဲ့ဒီမှာကျွန်တော်တို့အရင်ပြုတ်သွားတာတို့ဟုတ်ပြီเนาะကျွန်တော် Binance account ကြီးမှာအာဖြတ်ပလိုက်ရတာတို့ ဟိုပတ်စံဟို risk free money မဟုတ်တဲ့ကြောင်းတချို့လုတ်လုံရင်းနဲ့လာခလေးတွေကျွန်တော်တို့ကထည့်ထားကြတယ်ထည့်ထားပြီးတော့မှဒါကျွန်တော်တို့ကအာဘယ်လိုပြောမလဲအဲ trading လုပ်ကြရတယ်ပေါ့ဗျာအဲ့ချိန်ကျရင်တချို့ကြတော့ဟိုဟိုနိုင်ငံခြားမှာလုတ်လုံနေတဲ့သူရှိတယ်အိမ်အောင်ပြမပို့နိုင်တော့ဘူးအော်လောကစားဆန်ဆန်ဖြစ်သွားတာပေါ့ဗျာအဲ့လိုမျိုးလဲကျွန်တော်တို့ကမဖြစ်စေချင်ဘူးနောက်တစ်ခုကကြတော့ဒီဒီ TikTok မှာရော Telegram မှာရော အာဒီ tip အဓိက TikTok မှာပေါ့ဗျာ TikTok မှာကျွန်တော် knowledge sharing လုပ်ပေးနေတာတွေအကုန်လုံးကအာကျွန်တော်ဒီဟို deposit တင်ခိုင်းတာလည်းမဟုတ်ဘူးကျွန်တော်ရှိမှာကဘာမှဟိုဟိုဝေး social နဲ့နာမှုမရှိဘူးကျွန်တော်က knowledge sharing only လုပ်ပေးရတူဖြစ်တယ်နောက်တစ်ခုကကျွန်တော်လက်ရှိဘိုးတို့ပြနေတဲ့ tutorial ရဲ့ account ကချို့လူတွေကလာလာ try ကြလို့လीအဲ့လိုက်တော့လာလာ try ကြလို့အဲ့ account ထဲမှာကျွန်တော်ကကြာတော့ပတ်စံကနည်းနည်းပဲကျွန်တော်ထည့်ထားတယ်ပြီးတော့ကျွန်တော်ကကြာတော့ ့ဩဒီအဲ့ Binance account ကကျွန်တော်တို့အခုတို့ YouTube tutorial လုတ်ပြတဲ့ account ပေါ့ဗျာပြောမယ်ဆိုလို့ရှိရင်အဲ့ tutorial လုတ်ပြတဲ့ account ဖြစ်တဲ့တကြောင် account အစစ်ကိုကျွန်တော်တုံးလို့မရဘူးဘာလို့ဆိုတော့ချူဟာရ recording လုတ်ရတာဆိုတော့လေကျွန်တော်ချူဟာရ recording လုတ်ရဆိုတော့ကျွန်တော် account အစ်စ်ကိုကျွန်တော် account real account တုံးလို့မရဘူးကျွန်တော် real account နဲ့ကျွန်တော် screen screen recording လုပ်ပြီးတော့ကျွန်တော် knowledge sharing လုပ်အောင်လဲကျွန်တော်အဲ့လောက်လဲမပေးဘူးပေါ့နော်ဘာလို့ဆိုတော့ အဲဒီတစ်ကဘာလုံးမှာ TikTok ကတုံးနေရဆိုတော့အကောင့်ကို hack လုပ်တဲ့လူတွေရတယ်အများကြီးဗျာเนาะဘယ်လိုပုံစံမျိုးနဲ့လာမလဲဆိုတော့အမျိုးမျိုးထွေထွေလာနေတာဖြစ်တဲ့တကြောင်အဲ့ပုံစံမျိုးကလည်းမတုံးဟုတ်ပြီเนาะပြီးတော့အော်လိန်ထားပြုထားဘာညာလဲတခုမှမရှိဘူးဟုတ်ပြီเนาะအဲ့အဲ့လေးတခုလည်းကျွန်တော်ကအသိစေချင်တယ်အဲ့အဲ့တော့ဒီ beginner တွေအဲဒီ crypto interest ရောဝင်လာမယ်ဆိုလို့ရှိရင်အရင်ဆုံး knowledge ြေဝအောင်လို့အရင်ဆုံးလေးလာစီရှင်တယ်လေးလာပြီးတော့မှသာကျွန်တော်ဘတ်တက်စတင်လုပ်ပါဘတ်တက်စတင်လုပ်ပြီးတော့မှသာဆမ်းပါဆမ်းပြီးတော့မှသာအမောက် small amount ပေါ့နော်နည်းနည်းလေးနဲ့ကျွန်တော်တို့ trade ဖို့ပဲကျွန်တော်ကတော့အကြံပြုချင်ပါတယ်အဲ့ဒါဆိုလို့ရှိရင်တော့ဒီ crypto လောကပျော်စရာကောင်းလာမှာပါအာ trader လိုက်မှာအောင်မြင်တဲ့ trader တယောက်ဖြစ်လာမှာပေါ့နော်ကျွန်တော်တို့ကဖြစ်လာမင်းရောဖြစ်လာနေပြီလားဆိုကျွန်တော်တို့လည်းစူးစမ်းဆဲပါပဲစူးစမ်းရင်းနဲ့မှာပဲကျွန်တော်တို့သိရတာဒီကိုကျွန်တော် knowledge sharing လုပ်ပေးနေတာဖြစ်ပါတယ် အာကျွန်တော် YouTube channel လေးကို subscribe လုပ်ပေးကြပါဦးခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်